ဝင်ဆောင်မေမေတွေကျင်းစလို့ရလားကိုဝင်ဆောင်ကာလဆိုတာက မိခင်တိုင်းအတွက်ရင်ခွန်အဆုံးကာလပိုင်းခြားလေးပါဒီကာလမှာမေမေကိုယ်တိုင်ကရော မိသားစုဝင်တွေတငယ်ချင်းတွေကပါ ကိုဝင်ဆောင်မေမေကိုဘာတွေကိုတော့စားတဲ့ဘာကိုတော့မစားနဲ့တော့ဆိုပြီးတော့ပြောကြပါတယ်ဒါဆိုလို့ရှိရင်တော့ကိုဝင်ဆောင်မေမေတွေကျင်းစလို့ရလားဒီလိုစားသောက်စရာတွေထဲကမှကျန်တာတွေကပြဿနာမရှိပေမဲ့ခင်းချက်တဲ့အခါမှာ ကိုခံအားကောင်းအောင်ဆိုပြီးတော့ထဲ့ချက်လေးရှိတယ်ဂျင်းကိုရောစားလို့ရပါမလားပုံမှန်ချိန်ဆိုလို့ရှိရင်တော့ကိစ္စမရှိပါပဲကိုဝင်ဆောင်ချိန်ဆိုတော့စိုးရိမ်မိတယ်ဆိုတဲ့မိမိတွေရှိလားဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးထဲမှာကျွန်မကကိုဝင်ဆောင်မိမိတွေဂျင်းစားလို့ရလားဆိုတဲ့အကြောင်းလေးကိုပြပြပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စုတည်ကြည့်ပေးကြပါအောင်နော်ကိုယ်ဆောင်မိမိတွေဂျင်းစားလို့ရလား ခြင်းကဆေးပတ်ဝင်ပြီးတော့ခန္ဓာကိုယ်အတွက်ကျန်းမာစေတယ်လို့သတင်းကြီးတယ်မိဖို့ကြောင့်ဆေးပင်တစ်မျိုးပါဟင်းရတိုင်းမှာမပါမဖြစ်တဲ့ဇက်လိုက်လေးတမျိုးပေါ့နော်။ဒါပေမဲ့ကိုဝင်ဆောင်မိမိတွေနဲ့တဲ့ပါမလား။ခြင်းကအစိမ်းဆိုလို့ရှိရင်တော့ကိုဝင်ဆောင်မိမိတွေစားလို့ရပါပဲ။အချောက်ခံထားတာဆိုလို့ရှိရင်တော့စားဖို့မသင့်တော့ပါဘူး။နောက်တစ်ချက်ကတော့ကိုဝင်ဆောင်မိမိတွေအနေနဲ့ခြင်းကိုအများကြီးမစားသင့်ပါဘူး။သွေးတွင်းကိုလက်စတရောကျစေတယ်။ ဂျင်းကကိုယ်ဝန်ဆောင်ချိန်မှာသွေးရင်းကိုလက်စတရောပမာဏကိုအကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ဘေဘီလေးစီကိုသွေးရောက်ရှိမှုကလည်းကောင်းစေတယ်။ဂျင်းစားသုံးတာကသွေးစိစိမှုကိုကောင်းစေပြီးတော့ကိုယ်ဝန်ဆောင်ချိန်မှာဘေဘီလေးစီကိုသွေးစိစိမှုရောက်ရှိမှုကလည်းကောင်းစေပါတယ်။အေးအေးမီချောင်းဆိုတာကိုကောက်ွယ်ပေးတယ်။ ကိုဝင်ဆောင်ချိန်မှာကိုခန့်အားကပုံမှန်ထက်နည်းနေတက်ပြီးတော့အေးအေးမိချောင်းစိုးအဖြစ်လွယ်ပါတယ်။ဒါကြောင့်ကိုဝင်ဆောင်ကာလမှာကိုခန့်အားကောင်းစေဖို့ဆိုလို့ရှိရင်ဂျင်းစားပေးလို့ရပါတယ်။ကိုဝင်ဆောင်စောပိုင်းကာလမှာပြုတ်အန်တာကိုလည်းတက်တာစေတယ်။ကိုဝင်ဆောင်စောပိုင်းကာလမှာခန်းစားရနိုင်တဲ့ပြုတ်အန်မှုတွေတက်တာစေဖို့ဆိုလို့ရှိရင်လည်းဂျင်းကထောက်ကူပေးပါတယ်။အဟာရစုပ်ယူမှုကောင်းစေတယ်။ ကြီးရဲ့နောက်တဲ့အာနိသင်တစ်ခုကတော့အာဟာရဆုပ်ယူမှုအကောင်းစေပြီးတော့မေမေရောဘေဘီလေးပါအာဟာရပြည့်ဝစွာရရှိစေဖို့ထောက်ကူပေးပါတယ်သွေးတွင်းတကြတဲ့ထိမ့်ပြီးတဲ့ကိုဝင်ဆောင်ကာလမှာဂျင်းစားသုံးတာကကိုဝင်ဆောင်စီးကျူဖြစ်နိုင်ခြေကိုကောက်ွယ်ပေးနိုင်တယ်လို့သွေးတွင်းတကြတဲ့ကိုလည်းအထူးရောက်ဆုံးထိမ့်ညိပေးနိုင်ပါတယ်။ လေပွားတာကိုတက်တာစေတဲ့အစာမကြည့်တာလေထိုးလေအောက်တာတွေကိုလည်းတက်တာစေဖို့ဆိုရင် ကိုယ်ဝန်ဆောင်မှုတွေအနေနဲ့ခြင်းကိုစားသုံးပေးလို့ရပါတယ်။ ကိုဝင်ဆောင်ချိန်မှာခန်းစားရတဲ့ရင်ဖူတာကိုတက်တာစေဖို့လဲဂျင်းကိုစားသုံးလို့ရပါတယ်ဂျင်းကအခုလိုမျိုးအခြေကျုစုတွေများပေမဲ့အလွန်အကျွံစားသုံးတာမျိုးတော့မလို့သင့်ပါဘူးလို့ပြောရနေပဲကျမရဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရှင်အားလုံးပဲနေကောင်းကြမှာကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်နောက်တဲ့ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်